အားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ။ Champion Pay တက်တဲ့အောင်လည်းမင်္ဂလာပါ။ဆိုတော့ကျွန်တော်တို့အခု Thomas Frank နဲ့ Tottenham Hotspur ပေါ့လေမပြောမပြောနဲ့ Spurs က Champion League မှာလည်းရှုံးပွဲမရှိလေးမှတ်ရထားတယ်။ Villarreal ကိုတီး Portugal ကို9 sorry Portugal ကိုတီး Villarreal ကို9အဲ့ Premier League မှာလည်းသူတို့စက်တမတ်ရထားတယ်။ဘုံမောက်ကိုပဲရှုံးပြီးတော့ Wolves ကိုတီးကြပြီးကျွန်တော်၃ပွဲနိုင်ထားတယ်။တပွဲရှုံးပေါ့လေသူတို့ဒါဘုံမောက်ကိုရှုံးတယ် ဟူးကိုတည်ကြတယ်ကြပြီးတော့မှသူတို့ကလည်းအခု၃ပွဲနိုင်ထားတယ်ဆိုတော့အဲ့ဒီမှာသူတို့ difficulty ပွဲကတော့ကျွန်တော် Manchester City ပွဲကတော့အဓိကပေါ့လေ City ကိုအဝေးဝင်သွားနိုင်လိုက်တယ်။ရာသီစမှာ Burnley ကိုနိုင်နေ City ကိုသူတို့နိုင်နေနိုင်ပြီးတော့မှဒီမှာပဲဘုံမောက်ကိုသူတို့ရှုံးသွားတယ်။သူတို့ Brighton ကိုအဝေးဝင်သေးကြတယ်။ Wolf ကိုသေးကြတယ်။ဒါပေမဲ့ကြားထဲမှာ total သူတို့ဒီ London Stadium မှာ Spurs ကနိုင်ထားသေးတယ်။ဆိုတော့ သူတို့လည်းတောက်သူတော့ဘာဖြစ်နှစ်ပွဲတည်ရေတပွဲရှုံးသုံးပွဲနိုင်ပြီးတော့ထော့တန်ကလက်ရှိမှာ၁၇မှတ်ရထားတယ်ယူရိုပါလီမှာနှစ်ပွဲနိုင်တယ်နောက်တစ်ဖက်ကစိတ်ဂျေဆုမှာမှာသူတို့ဒီကာဘောင်ကက်စရုဒအစင်ကန်ရမယ်ဆို looking good ပေါ့ဗျာနီးပြဒီ Thomas Frank လက်ထက်မှာအခုလောလောဆယ်မှာ Spurs အသင်းမှာတိုက်စစ်ပိုင်းက Richardson ကိုတွေးနေပေမဲ့ Slanky ချင်ပိုပြီးအားရရပြဘာလို့ Slanky ကလုတ်တက်ကင်တက်တဲ့ Richardson ကတော့ form ချိန်နေပေါ့လေတခါလေးရန်ကောင်းတယ်တခါကျရင်လည်း struggle ဖြစ်တယ် Richardson ကချိန်မမှန်ဘူးဗျာဒါပေမဲ့အခုလောလောဆယ်မှာတော့ तू ကအားကိုးရအောင်တိုက်စစ်မှုဖြစ်တဲ့ချိန်မှာ random Colomwani ကလည်းခေါ်တာခေါ်ထားတာခုတည်းကတခါမှမတွေ့သေးဘူး injury ဖြစ်နေတယ်အဲ့မှာ Javi Simon ရှိကကျွန်တော်တို့အကောင်းဆုံးပုံစံမတွေ့ရသေးဘူးလာတာတော့တေချာပေါ့လာလိမ့်မယ် အခုလောလောဆယ်မှာအကောက်ပေါင်းလက္ခဏာဆောင်တာက bad boy ဆိုတဲ့ chart လေးတောက်လျှောက်ကောင်းနေတယ်နော်ပထမ၅ပွဲလောက်ဇက်တိုက်ကောင်းနေစာကအခုနည်းနည်းလေး injury ဖြစ်ပြီးပြန်လာခဲ့မှာနည်းနည်းပြန်မှိန်နေတယ်စာနည်းနည်းပြန်မှိန်နေပြီးတော့စပားကအခုပွဲတိုင်းဒီပါကောင်းတာကခူဒုစ်ပြပွဲတိုင်းဒီပါကောင်းတာခူဒုစ်ကခိုးရီဇက်တိုက်သွင်းနေတယ် Richardson ရှိမယ်နောက် Jesper တော်တော်လေးအကူရတယ် ခန်စစ်ကတော့မီကီဗန်တဘန်နဲ့ရူမဲရိုအတွဲဖစ်ဖြစ်ကိုဖြစ်ရမယ်မဖြစ်ရင်တိုင်ပတ်မှာစပါဆိုတော့စပါအနေနဲ့ဒီယာတီမှာဥရောပဝင်ခွင့်သူတို့သူတို့ရဲ့ယူရချက်ဘလောက်ထိရှိမလဲမနေ့ကယူရိုပါလိချန်ပီယံဖြစ်လို့ချန်ပီယံလိဝင်ခွင့်ရတယ်ဒီယာတီမှာသူတို့ကိုယ်တိုင်ဓာတ်ရိုက်၅သင်းဖြစ်နိုင်ကြတာပရီးမီယာလိကလပ်၅သင်းထိပါနိုင်တယ်ဓာတ်ရိုက်၅သင်းထဲဝင်လာနိုင်လားစပါစကဲအော်ပရှင်စိန့်ဂျေးဆွဲမှာတွားကစားရမှာဖြစ်တဲ့အတွက်ကြောင့်ယူရိုပါလိဒီကွန်ဒီ ကာရဘောင်းကတ်မှာသူတို့နောက်ဆင့်တက်ဖို့ခတ်တယ်အဲ့ဒါဆိုရင်သူတို့အိုက်ဖလားပြိုင်ပွဲတစ်ခုမှသေးကြဘူးအဖရိကကအဝေးလူသေးပေမဲ့အဝေးခက်ခဲတဲ့ပွဲဆိုစပါပရီးမီးယားလိရဖို့လေခတ်တဲ့အခါမှာဒီအာတီမှာသူတို့ရဲ့အဓိကရွေးချယ်ကပါလေချန်ပီယံလိဝင်ခွင့်နဲ့ချန်ပီယံလိရဲ့ရှုံးထွက်16သင်း quarter final အဆင့်လောက်ရောက်ရင်သူတို့အောင်မြင်တယ်လို့ပြောလို့ရလားသောမက်စ်ဖရန့်ဆောင်းရံတီမှာတော့လိုအပ်တဲ့တချို့ဖြည့်တင်းမှုတွေကိုဂျိုးလူးဝစ်ဖက်မလီကအန်နီခရူကလုပ်ပေးမယ်လို့ဆိုထားတယ်ကျွန်တော်တခုပဲပေါ့လေ အမေရိကန်လုပ်ငန်းရှင်တွေက4.5ဘီလီယံနဲ့ကန်လာနဲ့ကန်လာမကိုပဲချလိုက်တယ်ဒါလေကလပ်ပါရှင်ပဲကြည့်တော့လေဗျာပတ်စံရနေတဲ့ငွေတွင်းကြီးကိုထုတ်ရောင်းဖို့ကငါတို့ယူလာဆိုတဲ့ချက် unless ဗျာ4.5ဘီလီယံမဟုတ်ပဲနဲ့8ဘီလီယံတို့7ဘီလီယံတို့6ဘီလီယံတို့ဆိုတော့ maybe တမျိုးပေါ့လေသူတို့အပြောင်းလဲလုပ်နိုင်တယ်ဆိုတော့တလောက်ကိုဗျာထားပါတော့3500 3000ပေးနေတဲ့ဒါဒါလုပ်ငန်းကြီးကိုရော့မင်းကသိန်းသိန်းပေးမယ်ဆိုရင်လည်းသူတို့လုံမှာမဟုတ်ဘူးဘာလို့ဆိုတော့ သိန်းတစ်ထောင်ပေးပေးမယ်အဲ့ကောင်တစ်ထောင်တစ်ထောင်တစ်ထောင်နဲ့တရာပြည့်ဝိုင်းသိန်းဖြစ်သွားမှာဗျာသိန်းတစ်ထောင်နဲ့သိန်းတစ်ထောင်တစ်သိန်းဆိုသိန်းတရာဆိုဆိုတော့ဘာမှမထူဘူးဗျာဆိုတော့အဲ့ဒါကမသေးချဘူးဒါမှမဟုတ်သိန်းဘယ်လိုပြောမလဲခုနပြောဆို၄ဘီလီယံ၄တက်မှ၅မဟုတ်နဲ့၈ဘီလီယံလောက်ပေးနေနှစ်ဆပေးနေဆိုတော့ maybe တခုခုစဉ်းစားမှာဘူးလေအဲ့ဒါကတော့ဘယ်သူမှတော့ပေးတာမဟုတ်ဘူးဆိုတော့ spa ကလည်းအခုပိုင်ရှင်တွေကအပြောင်းလဲမလုပ်ဘူးဆိုတော့အခု ange post လို့ခုလက်ထက်ကနေ premier league မှာတော့တိုးတက်မှုတွေရှိလာတဲ့ thomas frank ရဲ့အသင်တရားသီးမှာဘယ်လောက်ထိမျောလင်းလို့ရလဲ ဆိုတော့လက်ရှိအနေထားအရရောအခုဘန်တန်ကိုသူတို့တတန်းတိုးတော့မယ်မကြမီ agreement ရတော့မယ်အခုခံစစ်မှာ chess ban ကတော်တော်ကိုအားကိုးလာရတယ် center back တယောက်လောက်များလိုမှာ spa romero နဲ့ van der ban နာသွားရင်ဘာလို့သူတို့နှစ်ယောက် main ပဲပဲကျန်တဲ့ကောင်လေးနည်းနည်းအားနေတယ်ဗျကျန်တဲ့ကောင်လေးတိတ်ပြီးစိတ်မချရဘူး Tottenham အနေနဲ့ပေါ့လေတောင်ပန်နေရတော့အများကြီးပါ Odegaard လည်းရှိတယ် Tell လည်းရှိတယ်နောက် Brandon Johnson Brandon Johnson ကကောင်းတယ်ဗျဒါပေမဲ့နီးပြား Brandon Johnson တိတ်မကြိုက်ဘူးထင်တယ်ဆိုတော့ तू ကပွဲထွက်ခွင့်နည်းလာတဲ့ခါမှာသူ့ရှီက အရင်လိုအရန်ကောင်းတဲ့ပုံစံမတွေ့ရတော့ဘူးအဲ့အိုတပွဲတို့တချို့ကောင်တွေရှောက်ရှောက်တုံးနေတာအမှန်နဲ့ဂျွန်ဆင်နဲ့ဂူဒူဆိုပဲတုံးစပါကောင်းတယ်ဗျဒါတော့ကျွန်တော်တို့ဒီဂျိမ်းစ်မက်ဒီဆင်တို့ကိုလိုဆက်စကီတို့လိုကစားမတွေပြန်လာအောင်ပါဗောလေထော်တနမ်ဘောဘလိုမြင်ကြလေကိုမမောင်ဝင်အောင်မှတ်ချက်ပေးကြပါအားလုံးကျေးဇူးတင်ပါတယ်